င်္ဂလာပါရှင်။မူတောင်းချန်နယ်ကနေပြောပြန်လေးကြိုဆိုလိုက်ပါတယ်။အော်တိုဘားလ14ရက်နေ့အတွက်စေဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မူတောင်းချန်နယ်ကို Subscribe နဲ့ Like ရန်ရှယ်လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရေအခုပထမဆုံးတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တမရော်စစ်ကြောင်းထိုးစစ်အဟုန်ကြောင့်မန္တလေး PDF အဖွဲ့ခေါင်းဆောင်တွေ ထွက်ပြေးဖို့ပြင်ဆင်နေသလားဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမြို့ရဲ့အရှိတ်ဘက်မှာတမ်မတော်စစ်ကြောင်းတွေနဲ့ PDF အမေရိကန်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကြောင့်တိုက်ပွဲတွေပြင်းထန်လျက်ရှိနေပြီးတော့မန္တလေးမိုးကုတ်တပိတ်ချင်းလမ်း၃ခုစုံရအရက်ဖြစ်တဲ့ဖော်တော်လမ်းစုံမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့သိရပါတယ်။ဖော်တော်လမ်းစုံမှာဖြစ်ပွားနေတဲ့တိုက်ပွဲမှာတောင်အကြံဖက်တနက်ကိုင်းအဖွဲ့တရနလီနဲ့ပူပေါင်းအဖွဲ့တွေတက်မတော်စစ်ကြောင်းတွေရဲ့ ပြင်းထန်တဲ့တိုက်စီကို အပြင်းထန်ခုခံနေရပြီးမိုးကုတ်ဗျူဟာအဖွဲ့မိုးကုတ် PDF 933တန်းနဲ့မန္တလေး PDF အပါဝင်တပိတ်ချင်းစိတ်ကူးနေကနေကန် PDF အဖွဲ့တွေပူပေါင်းခုခံနေရဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီဖော်တော်လန်းဆောင်တိုက်ပွဲမှာတမရော်လီက တိုက်ခိုက်ရေးချက်လျင်နှစ်စီနဲ့ဝိုင်းတွဲလျင်တွေအပါဝင် drone နဲ့ပါခြေမုံခဲ့တယ်လို့တွင်းငယ်73တက်ထဲကဟောင်ဝိစာအမြောက်ကြီးဝီနဲ့လည်းပြစ်ခတ်ခဲ့လို့သိရပါဗျ။ ခွတ်တော်လန်းစုံတိုက်ပွဲတွေမှာတမရော့စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင်းမိုးကောအခြေဆိုင် PDF လက်နက်ကင်အဖွဲ့တွေအထင်းနာနေလျက်ရှိနေတယ်လို့သိရပါတယ်။တမရော့စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင်း PDF အမေကန်အကြံဖက်လက်နက်ကင်အဖွဲ့တွေအထင်းနာနေချိန်မှာပဲရွှေတောနယ်မြေကနေကိုကျိုးစီဝါအမြောက်များဖြစ်ထွန်းနေရဲ့မန္တလေး PDF ခေါင်းဆောင်တွေလည်းထွက်ပြေးဖို့ပြင်ဆင်နေရလို့သတင်းတွေထွက်ပေါ်နေပါတယ်။တပိတ်ချင်းရွှေတောနယ်မြေမှာအကြီးကျယ်ချမ်းသာသွားတဲ့ မတရားအမှတ်ဟောင်းမင်းမင်းဟာကွင်း30ကွင်း20ကိုဝက်တီဖက်ရှိဘက်ကထက်သည်။ရွှေပြုံးတွေရဲ့သုံးပုံတပုံကိုသူ့အတွက်ကောက်ခံခဲ့ပြီးအဲ့ဒီရရှိလာတဲ့ရွှေပြုံးခဲတွေကိုကွင်း30ရွာရဲ့မြောက်ဖက်ယူကလစ်တော်ရဲမှာဆက်ယုံတေးကစိတ်ခွဲပြီးတော့ရွှေချောင်းဖြစ်ထုတ်လုပ်နေကြဖြစ်ပါတယ်။ဖော်တော်လန်းဆောင်ဘက်ကိုတမရော်ကမြေပြင်စစ်ကြောင်းထိုးလာတဲ့အတွက်မင်းမင်းဟာစိုးရင်ကြောက်ရွံ့မှုတွေရှိလာခဲ့ပြီး၎င်းရဲ့ပြုံးကျိတ်တဲ့ဆက်ယုံက ဘောမိန်တွေရှိုက်ပြားတွေကိုငရဲမီးနဲ့စားပြီးခွာယူတော့တာဖြစ်ပါတယ်။ငရဲမီးနဲ့စားပြီးခွာယူခြင်းဟာရွှေထုတ်လုပ်မှုရဲ့နောက်ဆုံးဆင့်ဖြစ်ပြီးရွှေထုတ်လုပ်တဲ့စက်ရုံဖြုတ်သိမ်းမှသာလုပ်လို့ရှိရာမတရားအမတ်ဟောင်းမင်းမင်းဟာတော်လန်ရေးကိုကြောခိုင်းတော့မှလည်းဖြစ်ပါတယ်။မတရားအမတ်ဟောင်းမင်းမင်းဟာသူ့ရဲ့ရွှေလုံးကွက်မှာအလုံးလုံးကြီးရဲ့အလုတ်သမားတွေကို16ရက်စာလှုပ်အားက ရှင်ပေးပြီး အလုတ်ကနေအနာပေးလိုက်ပြီးတော့ရွှေတွင်းလုပ်ငန်းသုံးစက်ပစ္စည်းတွေကိုလည်းဖြုတ်သိမ်းနေက ဆီရှုံဝီထွက်ပြေးဖို့ပြင်ဆင်နေကြောင်းဖြစ်တယ်လို့ဒေသခံတွေကပြောဆိုနေပါတယ်။တကြားမန္တလေး PDF ကောင်းဆောင်လေးဖြစ်တဲ့ဒေါက်တာဒေစာဆန်ဒေါက်တာစိုးသူရစော်နဲ့မော်ကောတမွန်ရွာသားစိုးထင်းတို့လည်းသူ့အစီအစဉ်နဲ့သူထွက်ပြေးဖို့ပြင်ဆင်ဝယ်ရှိနေပါတယ်။ PDF အမိခံအကြံဖက်လည်းနဲ့ကိုင်းအဖွဲ့တွေဟာပြည်သူကာကွယ်ရေးအမိခံထားပေမဲ့လက်တွေ့မြေပြင်မှာတော့ဒေသခံပြည်သူတွေအပေါ်ဖိနှိပ်အနိုင်ကျင့်မှုမျိုးစုံလှုံ့ဆော်ရရှိနေပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစင်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကစင်ကူးနဲ့ပြည်သူတွေအသုံးပြုနေရဲ့စတားလင်ဆက်သွယ်ရေးဆက်အသုံးပြုမှုတွေကိုကန့်သတ်ချုပ်ချယ်လိုက်တယ်လို့သိရပါဗျ။အဲ့ဒီစတားလင်ဆက်သွယ်ရေးဆက်တွေမန္တလေး PDF အဖွဲ့ကလိုင်းလံသိမ်းဆည်းနေတာဖြစ်ပြီးတမရော်ရဲ့လေကြောင်းရန်ကြောင်းလို့အကြောင်းပြထားပေမဲ့အမှန်ကတော့လေကြောင်းရန်ထက်မန္တလေး PDF အဖွဲ့ကရွှေတောနယ်မြေမှာပိုကြစုံမိုးနေတဲ့တရင်တွေကို ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်လဲဆိုရင်ကန်တောင်ရွာက ထရည်လင်းကုမ္ပဏီမှမန္တလေး PDF အဖွဲ့ခေါင်းဆောင်ဗိုလ်ထောင်ကရွှေငါးပိတ်သားနဲ့မိမတင်တောင်းခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့ကထရည်လင်းကုမ္ပဏီရုံးချုပ်နှစ်ထပ်ဆောင်မှမန္တလေး PDF ခေါင်းဆောင်ဗိုလ်ထောင်ရဲ့မိမတောင်းအခမ်းအနားကိုလှုပ်ခဲ့ပြီးဗိုလ်ထောင်ကအဲ့ဒီအခမ်းအနားမှာသူနဲ့လက်ထပ်မဲ့မိန်းကလေးကိုရွှေငါးပိတ်သားတင်ပြီးတောင်းရန်ခဲ့ရာတပိတ်ချင်းစင်ကိုနယ်တဲကရွှေတော်လောကမှာနာမည်ကြီးခဲ့တယ်လို့သိရပါတယ်။ ဘိုတောင်မိမတင်တောင်းဖို့အတွက်အဲ့ဒီရွှေငါပိတ်တာကိုလည်းကန်တောင်ရွာမှာရှိတဲ့ထရီလင်းကော်မတီကပဲရှာပေးခဲ့တာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်ရှင်။ထပ်မံပြီးတင်ဆက်ပေးမှာကတော့မကွေးတိုင်းပဒန်းဒေသမှာအေအကျန်းဖက်လက်နဲ့ကင်အဖွဲရဲ့စကန်၃ခုကိုတင်ပိုင်လိုက်တဲ့တမရော်ဆိုတဲ့သတင်းအကြောင်းအရာပဲဖြစ်ပါတယ်။တမရော်စစ်ကြောင်းတွေနဲ့ရခိုင်အကျန်းဖက်လက်နဲ့ကင်အဖွဲအေအေနဲ့ပူပေါင်းအဖွဲတွေကြားမှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေရ ပြီးခဲ့တဲ့ရက်ပိုင်းမှာအကြံဖက် AA တပုံရဲ့စကန်း၃ခုကိုတင်ပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲသတင်းစုံ Telegram Channel ကလည်းအော်တိုဘာလ12ရက်နေ့ညနေပိုင်းအချိန်ကဗဒန်းဒေတာကုတ်ကြီးရွာအနီးရှိ အကြံဖက် AA တပုံအဖွဲ့ရဲ့စက်ကြီးကောက်စကန်း၃ခုကိုတမ်ရော်ကတင်ပိုက်ရရှိခဲ့ပြီးအလောင်းလက်နက်တွေရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်၄ဦးရဲ့ရုပ်အလောင်း၄ခုအပြင လက်နက်မျိုးစုံခုနှစ်လက်၊ GAG ဇံတွေ၊ဘန်ကာခုနှစ်လုံးဆက်ဆက်ပစ္စည်းတွေတင်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။မကွေးဘက်ချမ်းအမ်ဘဒန်လမ်းပိုင်းရှိကုတ်ကြီးကျေးရွာအနီးပဝန်းကျင်နေရာတွေမှာပြီးခဲ့တဲ့ရက်ပိုင်းကတမရော့စစ်ကြောင်းတွေနဲ့ရခိုင်အကြံဖက်တန်တဲ့ကိုင်းအဖွဲ့အေအေအဖွဲ့ကြားတိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်ပြီးမကွေးဘက်ချမ်းအမ်ဘဒန်လမ်းပိုင်းကနိုင်ရီကံဗျူဟာကုန်းကိုရခိုင်အကြံဖက်တန်တဲ့ကိုင်းအဖွဲ့အေအေနဲ့ပူပေါင်းအဖွဲ့တွေတိုက်ခိုက်နေကြ နရီကံပြူဟာဂုံးကိုအေအေနဲ့ပူပေါင်းအဖွဲတွေကအပြေးဝနေပါ ထိန်ချုပ်နိုင်ခဲ့တယ်လို့အကြမ်းဖက်နဲ့နဲ့ကင်အဖွဲတွေကိုအားပေးတဲ့မီဒီယာတွေကဖော်ပြခဲ့ပေမဲ့မှန်ကန်မှုမရှိဘူးလို့သိရပါတယ်ရှင်။ပြည်သက်ချင်းတမရော်စစ်ကြောင်းတွေကမကွေးတိုင်းဒေသကြီးပဒန်းဒေသမှာအေအေနဲ့ပူပေါင်းအဖွဲတွေကိုဒရုန်းနဲ့တိုက်ခိုက်ချိန်မုန်းနေရဲ့ရုပ်သံဖိုင်ကိုလည်းဖော်ပြပေးလိုက်ပါတယ်ရှင်။